marketing ကလေလူတွေအကုန်လုံးပတ်စံလူတွေစီကယူတာမဟုတ်သေးလားလူ selectively ယူတာ အရင်တော့အကုန်လုံးထိုးရောက်နေတယ်လုံးဝမဟုတ်ဘူးကိုရဲ့ customer မဟုတ်ဘူးဆိုလို့ရှင်ကြိုတင်ပြီးတော့ဟိုဖယ်ရှားလိုက်တာပိုတော့ကောင်းသေးရယ် um american မှာလေ ATMT ဆိုရဲဒီဖုန်း company ရှိရယ်ပေါ့နော်အဲ့ ATMT ကလေအစုပေါ့နော်ဒါတော့ဒီ story ကိုလည်းကြားရယ်ပေါ့နော်စုကိုလည်း ATMT T mobile လား anyway အဲ့အဲ့ဒါလေးသုံးမှုရယ်ပေါ့ဆိုတော့ကသူတို့ရှင်တဲ့ customer ရိုင်းလို့ရှိရင်သူတို့ကဘန်းလိုက်တာသူတို့ပေးမသုံးဘူးအဲ့အဲ့တော့ဒါပြောမယ်ဆိုကိုယ့်ရဲ့ဒါဆိုရှင်သူတို့ဆိုရှင် customer အကုန်လုံးကလိုလိုရယ်လူတိုင်း ဖုန်းပြောတယ်အဲ့ဒါတောင်မှတော် selectively ရွေးတဲ့ဥစ္စာဒီမှာဆိုရမ်းရှင်းတယ်လေသူကပြောထားတယ် who don't we want to sell to ဒါတော့အဲ့ဒီလူတွေကိုငါတို့မယောင်းချင်တဲ့သူတွေငါတို့မယောင်းချင်တဲ့သူအဲဒီမှာကျတော့ဘာလဲဆိုတော့ ဒီလူတွေထဲမှာဒီလူတွေပဲကိုရောင်းချင်တာဥမာ Walmart ရဲ့ market လိုမျိုးပေါ့လူတိုင်းအောင်ရမလားနိုးဘသူအတွက်လဲဆိုတော့သူတို့က Walmart ကကြတော့ shopper low price ကိုစိတ်ဝင်စားတဲ့သူတွေကို Walmart သွားတာမျိုးပေါ့နော်အဲ့တော့ဟိုအဲ့တော့ market ကြီးအကြီးရောဖြစ်သွားတာပေါ့နော်အဲဒါမှမဟုတ်လေတချို့ဆိုရှင်လုံးဝအမြဲတမ်းဈေးဝယ်ရှင်တော့မှအိမ်အတွက်ဝင်ရင်တော့မှလုံးဝကိုတထေး feeling ရချင်လို့ရှိရင်နောက်ထပ်တစ်ခုရှိသေးတယ်အဲ့နေရာမှာဆိုရေတန့်တော့မှဘလိုမျိုး quality ကိုတင်းနေဆိုစသည်ဖြစ်ပေါ့နော်အဲ့တော့ပြောချင်တာ marketing ဆိုတာလူတိုင်းအောင်ဖူးရောက်တာလုံးဝမဟုတ်ဘူးနောက်တစ်ခုကတော့ကိုယ့်ကုန်ပစ္စည်းကိုယ့်ရဲ့ brand ဒီတစ်ခုကို ူတယောက်ကကြိုက်ဖို့ဆိုတာဒီလှေကားစလေးရတတ်တယ်လို့ပထမဆုံးကတော့ product ရဲ့ feature feature အရင်ကောင်းနေဆိုလို့ရှင်တန်းစိတ်ဝင်စားပါ Curie